အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်တော့သူရပါခဏိမှာကျွန်တော်မျိုးလေးတစ်မျိုးအကြောင်းပြောပြချင်ပါတယ်အဲမျိုးကဗန်ဒန်တန်အင်ပါယာအော်တိုမန်အင်ပါယာနဲ့လက်ရှိတူရကီသမ္မတနိုင်ငံအထိဆက်လက်ပြီးတော့ယက်တီနေတဲ့မျိုးတစ်မျိုးအကြောင်းဖြစ်ပါတယ်ကျွန်တော်ဒီအစ္စတန်ဘူမျိုးကလွန်ခဲ့တဲ့နေပေါင်းထောင်ချီကနေတည်ရှိနေတဲ့မျိုးဖြစ်ပါတယ်အစ္စတန်ဘူရဲ့လို့မဖြစ်ပေါ်မီကာလာ ကျွန်တော်တို့ခစ်တွေဖြတ်တန်းခဲ့ရတယ်အဲ့ဒါကတော့ဘိုင်တန်တန်းခစ်ဖြတ်တန်းခဲ့ရတယ်ဘိုင်တန်တန်းခစ်ပြီးတော့မှအော်တိုမန်အင်ပါယာပေါ့အော်တိုမန်ခစ်ဖြတ်တန်းခဲ့ရတယ်လက်ရှိတူရကီသမ္မတနိုင်ငံဖြစ်ပြောင်းလဲပြီးတော့ခေါ်ဝေါ်ခဲ့ကြရပေါ့နော်ပြင်ဘိုင်တန်တန်းခစ်မှာဆိုရင်တော့ကျွန်တော်ဒီမြို့ရဲ့နာမည်ကအစ္စတန်ဘူမဟုတ်ပါဘူးကွန်စတန်တီနိုပဲဆိုပြီးအမည်ပြောင်းလဲခဲ့ကြရတယ်သူရဲ့ပထဝီနေထားအရာရောကျွန်တော်အာရှတိုင်နဲ့ဥရောပတိုင်ချာမှာရှိရရေချောင်းအရာအလွန်ရေးပါတဲ့မြို့ကြီးမြို့ဖြစ်ခဲ့တယ်အော်တိုမန်ခစ်ရောက်တဲ့အခါမှာကျွန်တော်အစ္စတန်ဘူဆိုပြီးပြောင်းလဲတတ်မှတ်ခဲ့ကြပါတယ်ဒါပေမဲ့များသောအားဖြင့် ဥရောပဘက်ကတော့ကျွန်တော်တို့ကွန်စတန်တီနိုပဲဆိုတဲ့နာမည်နဲ့ပဲထင်ရှားတယ်ပေါ့နော်အခုနောက်မှာတော့ကျွန်တော်တို့စတန်ဘူဆိုပြီးတော့ဆက်လက်ရည်တည်နိုင်ခဲ့ပါတယ်။တော့အစ္စတန်ဘူမြို့မှာဆိုရင်တော့လူကြီးရန်ဝများတဲ့မြို့ကြီးတစ်မြို့ဖြစ်ပါတယ်။ကျွန်တော်တို့မြို့နယ်လူကြီးကတော့55သန်းကနေပြီးတော့16သန်းဝန်းကျင်ကျရှိပါတယ်။ကျွန်တော်ပူဆောင်ဆက်သွယ်ရေးနေလည်းမြောက်ရထားရှိမယ်။အဲ့နောက်မှာတော့ကျွန်တော်တို့ ဘတ်စကားရရှိမှာပေါ့နော်ဘတ်စကားကိုကျွန်တော် electric bus နဲ့ yo yo bus ဆိုပြီးရှိမယ်အဲပြီးတော့ဟိုအရှာတိုင်းနဲ့ over ride chain ကိုကူးဖို့အတွက်သင်္ဘောတွေရှိရယ်နောက်ပြီးတော့အရှာတိုင်းနဲ့ over ride ကိုဆက်သွယ်ထားတဲ့ကျွန်တော်တရားကြီးရှိပါတယ်များသောအားဖြင့်ကတော့ဒီမျိုးရတော်တော်များများတော့ကျွန်တော်အရှာတိုင်းမှာပါပါတယ်ဥရောပတိုင်းအနေနဲ့ပဲသူတို့ရဲ့နိုင်ငံရေးအာခစားရေးရစီရေးအနေနဲ့ကတော့ဥရောပတိုင်းနဲ့ပဲလက်တွဲပြီးလှုပ်လှုပ်တာများပါတယ်နောက်ပြီးတော့ထူးထူးခြားခြားတစ်ခုအနေနဲ့ကတော့ကျွန်တော်တူတကီနိုင်ငံကနေတို့ဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ် ဘာလို့ကျွန်တော်ထူးခြားရလို့ပြောလဲဆိုရင်တော့နေတိုးဖွဲ့ဝင်နိုင်ငံတွေအကုန်လုံးခရစ်ယာန်နိုင်ငံတွေဖြစ်ပြီပေါ့နော်ဒါပေမဲ့ဒီတူရကီနိုင်ငံတစ်ခုပဲအစ္စလမ်ဘာသာကိုးကွယ်ပြီးနေတိုးဖွဲ့ဝင်နိုင်ငံများရဲ့မှာတနိုင်ငံအဖြစ်ယက်တီနိုင်ငံကထူးခြားတဲ့သူရဲ့ပထဝီနေထိုင်ရပိုင်ဆိုင်ထားရဲ့နေထိုင်အကြောင်းဖြစ်ပါတယ်တူရီထရက်ရှင်လို့ခေါ်တဲ့လူစိတ်ဝင်စားစရာနေရာတွေပေါ့နော်ကမ္ဘာလက်ခီးသွားတွေကိုဆွဲဆောင်နေနေရာအများကြီးရှိပါတယ်အဲ့ဒါတော့ကျွန်တော်တို့ဘိုင်တိုင်းခင်မှာပြီးဆောက်ခဲ့တဲ့ဟာကီယာဆိုဖီယာအရင်ကတော့ဒါခရစ်ယာန်ဖျားเจ้าမှာ အော်တိုမန်ခရောက်တော့ကျွန်တော်တို့ဝိပုဖရာကြောင့်ဗလီဖြစ်အသုံးပြုခဲ့ပါတယ်အဲ့နောက်မှာတော့ပြားလိုက်ဖြစ်အသုံးပြုပြီးတော့ယခုနောက်ပိုင်းမှာတော့ပြန်ပြီးဝိပုဖရာကြောင့်ဗလီဖြစ်ပြန်လည်းအသုံးပြုနေရပဲဖြစ်ပါတယ်အဲအဲ့ပြီးတော့ကျွန်တော်တို့အော်တိုမန်ခမှာတိဆောက်ခဲ့တဲ့ top copy နန်းတော်ပေါ့နန်းကိုဘီသူကလက်ရဲကျွေးဝတဲ့နန်းတော်ကြီးပါ15ရာစုနှစ်မှာတိဆောက်ခဲ့တဲ့ grandfather ဆိုရက်ကပတ်ကြီးဆုံးနဲ့ရှေးကြဆုံးဇေကြီးလည်းတည်ရှိပါတယ်နာမည်ကြီးက blue mock ရှိမယ် glada tower ရှိမယ် ဲ့လိုကမ္ဘာလက်ခီးတဲ့တွေကိုဆွဲဆောင်နိုင်တဲ့နေရာအများကြီးရှိတဲ့အတွက်တူတကီနိုင်ငံအစ္စတန်ဘူရဲ့ကျွန်တော်လေစိတ်အဝင်ထွက်ပေါ့နော်ဒီနေ့တနေ့ကလူကြီးတန်း60ခန့်ကိုဝင်ဆောင်မှုပေးနေရပါတယ်တန်း60ဆိုတော့ကျွန်တော်မြန်မာနိုင်ငံတနိုင်ငံသားလောက်တော့ရှိရပေါ့နော် True Jar အနေနဲ့ကျွန်တော်ဒီစာနှင်းကိုသူတို့အသုံးပြုခဲ့ရတော့1932ခုနှစ်မှာကျွန်တော်ဒီစာနှင်းကိုစတင်အသုံးပြုခဲ့ရပါတယ်သူတို့ရဲ့ဂျုံသုံးဘာသာစကားကတော့ကျွန်တော်တို့ အဲတူရကီဘာသာစကားဖြစ်ပါတယ်များသောအားဖြင့်တူရကီလိုပဲပြောကြပါတယ်အဲနောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ခရစ်စမတ်ဘိုးဘေးဖြစ်တဲ့ Santa Claus ကကျွန်တော်တူရကီနိုင်ငံ Mary မြို့ဇာတိဖြစ်ပါတယ်စိတ် Nicola ကတူရကီနိုင်ငံ Mary မြို့အခု Mary မြို့ဟောင်းပေါ့နော်အဲ့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ဝေမျှခြင်းရဲ့ကြောင်းအလေးကတော့ဒီလောက်ပါပဲနောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်ကျွန်တော်ရဲ့ယခုပေလေးကို follow နဲ့ like လေးလုပ်ပြီးသွားကြပါအောင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်